မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စေအုပ်စုအားရန်ပုံငွေဖြတ်မိဥပဒေအမေရိကန်အောက်လွှတ်တော်အတည်ပြုတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်အာနာသိန်းစစ်တပ်ထံရန်ပုံငွေထောက်ပံ့နေမှုများဖြတ်တောက်မိမြန်မာနိုင်ငံသူရန်ပုံငွေအသစ်မပေးရအဥပဒေနံပါတ် New Pharma Fund and HR 4423 R ရမနီကကျင်းပတဲ့အမေရိကန်အောက်လွှတ်တော်တွင်ကန့်ကွက်သူမရှိအတည်ပြုလိုက်ကြောင်းသိရပါတယ် အဆိုပါဥပဒေအားမဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ385မိနစ်မဲမပေးသူ46ဦးထိရှိခဲ့ပြီးဥပဒေတွင်စစ်တပ်အာဏာသိမ်းထားသည့်မြန်မာနိုင်ငံသို့ကမ္ဘာပံမှငွေကြေးထောက်ပံ့မှုများပိတ်ပင်ခြင်းနှင့်ဆိုင်းငံ့ခြင်းနိုင်ငံတကာငွေကြေးဖွဲ့စည်းများမှစေုပ်စုထံငွေရွှဲပြောင်းမှုများပိတ်ဆို့နိုင်သည့်အချက်များပါဝင်ကြောင်းသိရပါသည်။ရင်းဥပဒေအားဂျော်ဂျီယာပြည်နယ်လွှတ်တော်အမတ်နီကီမာဝီလီယမ်စ်နှင့်တောင်ကယ်လီဖိုးနီးယားပြည်နယ်အောက်လွှတ်တော်အမတ် မစ္စတာရှန်ကင်ဒိုပူရက်တင်သွင်းခဲ့ခြင်းဖြစ်ပြီးစစ်အစိုးရ၏အသေးပဲရှိသောအပြောင်းလဲနှင့်ဒီမိုကရေစီတန်ဖိုးများပြန်လည်ရရှိပြီဖြစ်ကြောင်းဗဏ္ဍာရေးဌာနမှအတိအမှတ် ပြုသည့်အထိရန်ပုံငွေထောက်ပံ့မှုများဆိုင်းငံ့ထားရမည်ဖြစ်ကြောင်းမစ္စတာရှန်ကင်ကပြောဆိုပါသည်မြန်မာနိုင်ငံတွင်စစ်တပ်အာဏာသိမ်းပြီးကတည်းကဖျို့ဖျဲအခြေအနေများလွှမ်းမိုးနေပြီးလူသားချင်းစာနာမှုဆိုင်ရာအကျပ်တဲများတိုက်ရိုက်ဖန်တီးခဲ့သည့်စစ်တပ်အနေဖြင့်နိုင်ငံတကာဗဏ္ဍာရေးဖွဲ့စည်းများနှင့်ရန်ပုံငွေများအား တာဝန်ယူမှုရှိစွာထိန်းသိမ်းနိုင်မည်မဟုတ်တဲ့ကဲ့သို့လိုအပ်နေသည့်ဖြီးသူများထံအကူအညီများပေးနိုင်မည်ဟုယုံကြည်မရကြောင်း၎င်းကပြောခဲ့ပါသည်။ဆက်လက်ပြီးနန်းစီဒီယံဝန်ထမ်းများအနေဖြင့်စစ်တပ်နှင့်သဟစာတာဖြစ်စွာလက်တွဲဆောင်ရွက်နိုင်သူများကိုဆန္ဒမဲပေးရွေးချယ်ရန်မေအောင်လိုင်ကပေါ်ပေါ်တင်တင်ဖိအားပေးလောင်းဝင်ကြီးဌာနများတွင်ချက်ဖို့ပါတီကိုသာမဲပေးရမည်ဟုနှုတ်မိတ်ညွှန်ကြားမှုများရှိလာတဲ့ဆွေသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါသည်။ စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲတွင်နန်စီရီယံဝန်ထမ်းများအနေဖြင့်စစ်တပ်နှင့်တဟဆာတာဖြစ်စွာလက်တွဲဆောင်ရွက်နိုင်သူများကိုစန္ဒမဲပေးရွေးချယ်ရန်လိုအပ်ကြောင်းမြောက်လိုင်းကပေါ်ပေါ်တင်တင်ဖိအားပေးပြောဆိုလိုက်ပါတယ်။ရမနီပြည်ဦးလေမျိုးနဲ့ဇီးပင်ကြီးရှိနိုင်ငံဝန်ထမ်းတက္ကသိုလ်အထက်မြမပြီးရဲအရာရှိလေးချင်ရေးကြောင်းဇီးပင်ကြီးနဲ့ဗဟိုမီသက်တင်တဲ့ကြောင်းပြည်ဦးလေတို့မှမီးပြအရာရှိများနှင့်သင်္นานသာသင်္นานသူများကိုတွေ့ဆုံစဉ်မြေအောင်လိုင်းကထိုးထိုးတရက်ဝင်ပေါ်ပေါ်တင်တင်ဖိအားပေးပြောဆိုလာခြင်းဖြစ်ပါတယ်။ တင်နန်းသားတင်နန်းသူများအနေဖြင့်ဆန္ဒမင်းများပေးရတွင်တိုင်းပြည်နှင့်ဒေသအကျိုးကိုဆောင်ရွက်နိုင်သူဒုတာဝင်အရေးသုံးပါးကိုလိုက်နာဆောင်ထိန်နိုင်သူစစ်တပ်ကနိုင်ငံတော်ရှိနေသည်၍တရှိနေမဲ့အခိုင်အမာဆုံးသောအဖွဲ့အစည်း institution ဖြစ်သည့်ဖြင့်စစ်တပ်နှင့်သဟဇာတာဖြစ်စွာလက်တွဲဆောင်ရွက်နိုင်သူများကိုရွေးချယ်၍ဆန္ဒမဲပေးရန်လိုကြောင်းမေးအောင်လိုက်ကဆိုပါတယ်ရှင်ပြင်းမေအောင်လိုက်ကနိုင်ငံဝန်ထမ်းများအနေဖြင့်သက်ဆိုင်ရာမိမိတို့တာဝန်များအလိုက်ဆက်လက်ထမ်းဆောင်ရခြင်းဖြစ်ကြောင်း နိုင်ငံရေးတွင်အာဏာရပါတီအလိုက်အစိုးရအဖွဲ့အလိုက်မူဝါဒများကွဲပြားသွားမည်ဖြစ်တော်လဲယုံထာနာများအနေဖြင့်ပြောင်းလဲမှုရှိမည်မဟုတ်ကြောင်းနိုင်ငံတော်တွင်ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည့်နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခက်အခဲအကျက်တင်းများကိုစစ်တပ်ကပေဦးဆောင်ရဖြစ်ရှင်းခဲ့ရကြောင်းနိုင်ငံတော်တွင်ကြုံတွေ့ခဲ့ရသည့်သမိုင်းကြောင်းများကိုမှန်မှန်ကန်ကန်လေ့လာသိရှိနားလည်ကြရန်လိုကြောင်းဆက်လက်ပြောဆိုပါသည်မြန်မာနိုင်ငံအနေဖြင့်ပထဝီအနေထားအရာ အင်အားကြီးနိုင်ငံကြီးနှစ်ခုအကြားတွင်တည်ရှိနေပြီးရှုပ်ထွေးသည့်နိုင်ငံရေးသမိုင်းကြောင်းနောက်ခံများလည်းရှိကြောင်းအရှိနှင့်အနောက်ဤမတူညီသည့်သဘောတဘာဝများပြည်တွင်းလက်နက်ကင်ပြည်ပခါများနိုင်ငံရေးအရာတည်ငြိမ်မှုရရှိရန်လိုအပ်နေမှုများကိုတည်ငြိမ်မှုရှိအောင်ထိန်းသိမ်းဆောင်ရွက်နိုင်မှုရှိပါကနိုင်ငံပြိုကွဲမှုအခြေအနေများနှင့်ကြုံတွေ့နိုင်ကြောင်း2020ပြည်နှင့်ပါတီဆိုဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်မင်းမတမမှုများဖြစ်ပွားခဲ့ခြင်း၌ဥပဒေနှင့်အညီဖြည့်ရှင်းမှုများဆောင်ရွက်ပေးခဲ့ခြင်းမရှိခြင်းကြောင်း စစ်တပ်အနေဖြင့်ဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်နဲ့အညီနိုင်ငံတော်ဝန်များကိုထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်းမင်းအောင်လှိုင်ကပြောဆိုပြန်ပါတယ်။ ဒီဇင်ဘာလ28ရက်နေ့ကျင်းပမယ့်ရွေးကောက်ပွဲအတွက်ရက်ပေါင်း26ရက်သာလိုတော့သည့်အချိန်တွင်အကြံဖတ်မြောက်လိုင်းကထိုးထိုးစစ်တပ်နှင့်လက်တွဲနိုင်သူများကိုမဲပေးရွေးချယ်ရမည်ဖြစ်ကြောင်း PR ပေးနေသည့်အပြင်နေပြည်တော်နှင့်နိုင်ငံတော်ဝန်လောက်ရှိဝန်ထမ်းများနှင့်မိသားစုများကိုစစ်တပ်လက်အောက်ခံချမ်းဖော့ပါတီကိုသာဆန္ဒမဲပေးရန်နှုံမင်ဖြင့်ညွှန်ကြားမှုများလှုံ့ဆော်လာကြောင်းနေပြည်တော်ရှိဝန်ထမ်းတရင်ရင်းမြစ်များကပြောဆိုကြပါသည်ဆလဘီမိုးကုတ်မိုးမိတ်ကိုစစ်တပ်ထံပြန်ပေးလိုက်ရမှုကြောင့်နေနာသူများကိုတောင်းပန်တော်လဲဆဲလို့သူများကို နာနာပြီးဆဲကြရန်နှင့်ဘိုးကုတ်ကိုပြန်လည်သိမ်းယူမှုမြင်တွေ့လို့ဟု TNL မှဘိုးချုပ်တားပုံးကျော်ပြောရဲဆိုတဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်2029စစ်စင်ရေးအတွင်းသိမ်းပိုက်ထားသောမိုးကုတ်မိုးမိတ်ကိုစစ်တပ်ထံပြန်ပေးလိုက်ရမှုကြောင့်နေနာသူများကိုတောင်းပန်တော့လေဆဲလူသူများကိုနာနာပြီးဆဲကြရန်နှင့်မိုးကုတ်ကိုပြန်လည်သိမ်းယူမှုမြင်တွေ့လို့ကြောင့် တောင်း DNL မှဘူချုပ်တာပုံကျော်ကလူမှုကွန်ရက်မှတဆင့်ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။အော်တိုဘာလ29ရက်နေ့တရုတ်ဤချောင်းဝင်စစ်ဆက်မှုဖြင့် DNL နှင့်စစ်တပ်တို့အကြားအပြည့်အခက်ရက်စဲခဲ့ပြီးမိုးကုံနှင့်မိုးမိတ်မျိုးတို့ကိုစစ်တပ်ထံသို့ပြန်လည်လွှဲပြောင်းပေးရန်သဘောတူညီခဲ့ကြောင်းရှင်းအောင်နိုဝင်ဘာလ29ရက်နေ့တွင်မိုးကုံမြို့အတွင်သို့အကြမ်းဖက်စစ်တပ်ကဖွင့်ရောက်လာခဲ့ကြောင်းမိုးကုံနှင့်မိုးမိတ်မြို့တို့ကိုပြန်လည်ပေးအပ်လိုက်ရမှုအတွက်နေနာသူများကိုတောင်းပန်ကြောင်းတို့ရတွင်မိုးကုံမြို့မှတောင်းပြည်နယ်အတွင်ပြန်ပါရည် ဂျိုးပန်းမီဖြစ်ပြီးမိုးကုံမြို့မှာနှစ်ပေါင်းထောင်ချီကလေးကတအောင်းလူမျိုးတို့တည်လာတဲ့မျိုးဖြစ်ကြောင်း၎င်းကဆိုပါရယ်ပထမဆုံးတကယ်ပေးဆက်နှစ်နာသူတွေကိုတောင်းပန်ခြင်းပါရယ်ရင်ထဲလိုက်လိုက်လဲလဲနာကျင်ရတာမို့အနုညွတ်တောင်းပန်ပါရယ်တအောင်းနိုင်ငံရေးရဲ့ပန်းနိုင်တစ်ခုဟာမိုးကုံမြို့ကိုတအောင်းပြည်နယ်ထဲပြန်ပါအောင်ဂျိုးပန်းရေးဖြစ်ပါရယ်ရှေးရခင်နှစ်ပေါင်းထောင်ကြီးကလေးကတအောင်းလူမျိုးတို့တည်လာတဲ့မိုးကုတ်ဟာတအောင်းလူမျိုးလက်ထဲပြန်ရောက်ရမယ်လို့ရှိမှန်းထားပါတယ်။အခုတော့လက်ထဲရောက်တဲ့ကိမ့်မုံကိုမစားရဘဲပုတ်ချခံလိုက်ရတယ်လို့မျိုးအသေးခွဲရပါတယ်။ ကမ္ဘာကုန်သိရင်တော့စ조사သူအတွက်ရလတ်ရှိစမြဲလို့ယုံကြည်ပါတယ်ဟု DNL မှာဗိုလ်ချုပ်တာဘုံကျော်ကဆိုပါတယ်။ဘိုးကုန်နဲ့မုံမင်းမျိုးတို့ကိုစစ်တပ်ထံသို့ပြန်လည်ပေးအပ်သည့်အတွက်သစ္စာဖောက်ဟုပြောနေသူများကိုတရားပြန်လည်သုံးသပ်စေခြင်းကြောင့်ရေဦးတော်လည်းရေးတွင်ဆယ်နှစ်ကျော်တိဆောက်ခဲ့တဲ့အရင်အမြင်များနဲ့အကောင်းဆုံးပံ့ပိုးပေးခဲ့ကြောင်းလက်တုံးချောင်းထောင်သူများကိုလှဆင်စံထောင်ကြီးပိုင်ကျွေးမွေးမြစ်တင်ပေးခဲ့ကြောင်း၃နှစ်နဲ့၄နှစ်တာကာလအတွင်းအင်အားထောင်ကြီးပေးဆက်အရင်ပြုပေးခဲ့ကြောင်း လက်နက်အကြွေးဒေါ်လာဖီလီယံချီအကြွေးတင်ခဲ့ကြောင်းအာနာရှင်နယံကိုခေါင်းဖြင့်ဝင်တိုက်၍ဦးခေါင်းတွင်တင်မလောက်သွေးချင်းနီးရဲနေကြောင်းဗမာများကဒီဒီခေါ်သည်ဖြင့်မိယာအရှိန်ဖြင့်လိုက်ဖို့ကြိုးပမ်းခဲ့ရကြောင်း၎င်းကဆိုပါတယ်တကယ်တကယ်2029နှစ်လောက်တော့ဘယ်ဒီဒီကမှလက်တွေ့ပါမလာပဲနောက်ဆုံးကိုပဲအထီးကျန်ရွာကအိမ်သူတွေပါလေရင်ပုံတန်တင်ကြတယ်ရင်ပတ်တွေတပြန်ပြန်ကွဲအသက်နှလုံးတွေနာကျင်ရပါတယ်ကြည့်မရှိဘာကြံမရှိတေစရာလူသူလဲနေလာတော့မိုးခုမိုးမိတ်နဲ့ညှိပြီးအပြစ်ရရတယ် ပွဲကမပြီးသေးပါဘူးဒါပေမဲ့အစဲတွေကစုံလုံးလာပါတယ်။အိုကွယ်မင်းတို့ကိုကျွေးခဲ့တဲ့လူဖြစ်လာတဲ့သူတွေငိုကုတ်ကိုပြန်သိမ်းတာမြင်ချင်းစမ်းပါတယ်။တို့ကိုဆဲလို့မောရင်ဖြင့် နာနာပြီးဆဲပြီးတော့စီအာနာရှင်ကိုလည်းနာနာပြီးတိုက်ပါလေဟု၎င်းကလူမှုကွန်ရက်တွင်ဆက်လက်ရေးသားထားပါတယ်။တော်လန်သူများအတွက် TNL ကအငြင်းတန်းတကားဖွင့်ထားမည်ဖြစ်ပြီးလိုအပ်ရင်လာရောက်နားခိုနိုင်ကြောင်း TNL မှဗိုလ်ချုပ်တာဖုံးကျော်ကရေးသားထားပါတယ်။2029ခုနှစ်စစ်စစ်ရေးအတွင်း TNL ကမိုးကုတ်တီမော်ကြောင်မဲနောက်ချိုမိုင်းလုံးမိုင်းကော့မိုးမိတ်နတ်ဆန်မန်တုံကွတ်ခိုင်နန်ခမ်းနမတူမျိုးများကိုတင်ပိုက်ရရှိခဲ့ပြီးစစ်တပ်ကကြောင်မဲနောက်ချိုဒီဘောကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ် ထို့ပြင် DNL ကမိုးကုတ်နှင့်မိုးမိတ်မြို့များကိုဆွန့်လွတ်လိုက်ခြင်းကြောင့်မိုင်းလုံးမိုင်းငော့နန်ဆန်မန်တုံခုတ်ခိုင်နန်ခမ်းနှင့်နမတူမြို့များသာ DNL လက်ထဲတွင်ကျန်ရှိတော်မူဖြစ်ပါသည် ဆက်လက်ပြီးတောင်ငူမြို့နယ်တွင်နေအိမ်내ထိဖွေရောက်ပေါ်တာဆွဲဖမ်းဆီးခံရသောစစ်မှုရန်တပ်သားတအူးကညီဖြစ်သူ PDF တပ်ဖွဲ့ဝင်ထံချိတ်ဆက်ပြီးအလင်းဝင်နေဆွဲတဲ့ကိုထင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းတောင်ငူမြို့နယ်တွင်နေအိမ်내ထိဖွေရောက်ပေါ်တာဆွဲဖမ်းဆီးခံရသောစစ်မှုရန်တပ်သားတအူးကညီဖြစ်သူ PDF တပ်ဖွဲ့ထံချိတ်ဆက်ပြီးအလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း PDF တပ်ကွန်ဗက်တလီယံ A03 မှတရင်မှုရဲဘော်ဂျာမွန်ကသတင်းဌာနကိုပြောကြားပါတယ်။ နိုဝင်ဘာ29ရက်နေ့တွင်တထုံခရိုင်အမှတ်ကိုချင်းမြန်တက်ရင်မှစစ်မှုထမ်းတပ်သားတစ်အောင်ကိုဝင်းသည့်တနက်ယူဆောင်လာခြင်းမရှိဘဲ PDF တပ်ကွန် Battalion 803တရင်မှတပ်ဖွဲ့ဝင်ဖြစ်သောညီဖြစ်သူထံစစ်တွေကအလင်းဝင်ရောက်လာခဲ့ကြောင်းသိရပါတယ်။ထိုအလင်းဝင်ရောက်လာသောစစ်မှုထမ်းတပ်သားတအောင်ကိုဝင်းသည်တထုံကရိုင်အမှတ်ကိုချင်းမြန်တရင်တွင်ငါလာခတ်နေထိုင်ပြီးနောက်ထွက်ပြေးလာခြင်းဖြစ်ကြောင်းလက်ရှိချိန်တွင်ညီဖြစ်သူရှိနေသည့်တရင်803တွင်ရဲဘော်အဖြစ်တာဝန်ထမ်းဆောင်ပြီးအကြမ်းဖက်စစ်တပ်ကိုတွန်းလှန်တိုက်ခိုက်မိဖြစ်ကြောင်းသိရပါတယ်။သူကလက်နက်တွေကိုလမ်းမှာဖွက်ခဲ့တယ်ပြောပါတယ်။အလင်းဝင်ရောက်လာတဲ့သူကစစ်မှုထမ်းအပတ်စဉ်စနစ်ကပါ စစ်မှုရန်တင်နန်းကိုတန်ဖြူစရက်မျိုးနဲ့အခြေဆိုင်ပွဲကလေးစစ်တင်နန်းကျောင်းကစစ်မှုရန်တင်နန်းကျောင်းမှတက်ရောက်ခဲ့တာပါအလင်းဖွင့်ရောက်လာတဲ့သူကတောင်ဝမျိုးနယ်ကပါအလင်းဖွင့်ရောက်လာတဲ့သူစစ်ခွေးတွေကပေါ်တာဆွဲတာကလေအိမ်မှာနေထိုင်စဉ်ဝင်ဆွဲခံခဲ့ရတာပါသူညီအရင်ကကျွန်တော်တို့တရရင်မှရှိတယ်အဲ့လိုချိတ်ဆက်ပြီးလာတာပါအလင်းဖွင့်ရောက်လာတဲ့သူကိုခုံပြုစုငွေကချင်းမြို့ကတော့အဲ့ဒီလိုတော့မစီစဉ်ရသေးဘူးအထက်ကိုတင်ပြရအောင်မေး နောက်ထပ်အလင်းဝင်လို့တဲ့သူတွေကိုလည်းကျွန်တော်တို့တရင်ကနှွေးထွေးစွာကြိုဆိုပါတယ်စစ်ကော်မရှင်လက်အောက်ကနေထွက်ခွာပြီးအမြန်ဆုံးအလင်းဝင်ရောက်ဖို့စူးစမ်းကြပါလို့ပြောချင်ပါတယ်ဟု PDF တက်ကွန် Battalion 803မှတရင်မှုရဲဘော်ရှာမွန်ကပြောဆိုပါတယ်